အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဆက်လက်တောက်တဲ့သူတွေအရေးတောက်တဲ့သူတွေအမြဲတမ်းညတိုင်းလိုလိုအေးအေးပြေးယူတာမကဘဲနဲ့ညနေတဲ့အချိန်မှမှအစားထစားတဲ့သူတွေအားဆိုရင်ကိစ္စရောဂါရဖို့နီးနေပါပြီနော်ဒီနီးနေရတဲ့ကိစ္စတွေကတဘာဝအကျင့်တကြောင်ရတဲ့ကိစ္စတွေပဲဖြစ်ပါတယ်သက်ဆိုင်ရာသူတွေသနာတွေ့ရှိချက်အရာအခုပြပြတဲ့လူတွေဟာတဘာဝအကျင့်တကြောင်ဖြစ်လာတဲ့ကိစ္စမျိုးတွေပဲဖြစ်ပါတယ်ပထမအောင်ဆုံးအနေနဲ့ကတော့အရက်အလွန်ကြိုတောက်တဲ့သူတွေပါသူတွေသနာတွေရဲ့နောက်ဆုံးတွေ့ရှိချက်အရာ အရက်အလွန်ကြိုတောက်တဲ့အမျိုးသားတွေမှာဥမကြီးကင်ဆာဖြစ်မှုအနေရကြီးစေကြောင်းဆိုတာပါတယ်။သိမ့်မှန်ဌာနကသူတွေဒီတွေဟာအရွယ်ရောက်သူအမျိုးသား2600ကျော်ရဲ့ကျန်းမာရေးအနေအထားကို19နှစ်ကြာတောက်လျှောက်ချေရာကသူတွေတနာပြုခဲ့ပါတယ်။အရက်အလွန်ကြိုတောက်တဲ့သူတွေမှာဥမကြီးကင်ဆာဖြစ်ပွားသောအမြင့်ဆုံးဖြစ်ကြောင်းနဲ့အရက်မတောက်သူတွေရဲ့လေးစားရှိကြောင်းဖော်ပြခဲ့ပါတယ်။အလားပြင်ဒီဥမာကြီးကိစ္စဖြစ်ပေါ်မှုနှောင်းဟာအရက်အမျိုးအစားနဲ့သက်ဆိုင်မှုမရှိဘဲနဲ့ ။ B ရစပြည့်ဝိုင်နဲ့အရက်ဖြူပဲတောက်တော့ဖြစ်ပွားနှုန်းချင်းကတိတ်မကွာကြောင်းကိုလည်းထောက်ပြထားပါဗျ။နောက်တစ်ခုအနေနဲ့ကတော့ညအိပ်ရေးပြက်ခတ်လေးရှိတဲ့သူတွေပါ။ကင်ဆာယောဂါဖြစ်ပွားရတဲ့ဇက်မြစ်ကိုယနေ့တိုင်တိရှင်းရှင်းလင်းလင်းမသိသေးပေမဲ့တေချာစွာပြောနိုင်တဲ့အချက်တစ်ချက်ကတော့အိပ်ရေးမဝတာအိပ်ရေးမကောင်းတာတွေကြောင့်ဒီလိုမျိုးအန္တရာယ်ကြီးလာတဲ့ကင်ဆာယောဂါကိုဖြစ်လာရတာပါ။ဘာကြောင့်လဲဆိုတော့ကင်ဆာဆဲဆိုတာကပုံမှန်ဆဲတွေကွဲထွက်မှုဖြစ်စေအတွင်းမှာရုပ်ချီးအသွင်ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတာမို့ပါ ။အဲ့ဒါအပြင်ညအချိန်ဆိုတာကလည်းဆဲတွေကွဲထွက်မှုအမြင့်ဆုံးအများဆုံးအချိန်ပိုင်းဖြစ်နေလို့ပါပဲ။ဆဲတွေပုံမှန်မှန်ပြောင်းလဲမှုကနေပြီးတော့ကင်ဆာဆဲဖြစ်ပေါ်လာရမှုကိုအရေးမကောင်းရင်ခန္ဓာကိုယ်အနေနဲ့ထိ ंछ ုံနိုင်ဖို့ကအတော်ခက်ခဲပါတယ်။ညဘက်အရေးအပြည့်ခံတဲ့သူတွေဟာမအိတ်ချင်အောင်ဆက်လိုက်တော့တာ၊ကော်ဖီတောက်တာတွေကြောင့်ကင်ဆာဖြစ်စေတဲ့အရာတွေကိုခန္ဓာကိုယ်ထဲပုံမှန်များပြားစွာဝေရောက်စေပြန်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့စီးဝင်းအောက်ထားတဲ့သူတွေပါ။စီးရီမှာကင်ဆာဖြစ်စေတဲ့အရာပေါင်းဝင်နေပါတယ်။ CA ရဲ့ကြွတားမြင်တ िश ူတွေကိုထိပါဒုက္ခပေးရကနေပြီးတော့ကင်ဆာဖြစ်လာတာပါ CA မှာကင်ဆာဖြစ်ပွားနိုးနေစေဖို့ဆီးကိုတနားရီတစ်ချိန်ဆွတာဟာအကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကတိုက်တွန်းကြပါတယ်လူရည်မစင်မှာလည်းအင်ဒိုဟိုက်ဒရိုဂျင်ဆာဖိုက်နဲ့အခြားကင်ဆာဖြစ်စေနိုင်တဲ့အရာတွေလူပိုဒုက္ခပေးနိုင်တဲ့အရာတွေများနေတတ်ပါတယ်ဒါတွေဟာ UM မိဘကိုထိပါလိုက်စားဖက်များလာပြီးတော့ကင်ဆာဖြစ်လာနိုင်ပါတယ်။အဲ့လိုမဖြစ်ဖို့အတွက်ကာကွယ်ဖို့ကတော့ နေ့စဉ်အချိန်မမှန်ဝမ်းသွားတဲ့အကျင့်ကိုမွေးတာပါဝမ်းချုပ်မခံမနဲ့ဝမ်းမအောင်နေပါဝမ်းချုပ်ရင်လည်းလိုအပ်တဲ့ကုသမှုကိုပြုလုပ်သင့်ပါတယ်နောက်တစ်တစ်ခုကတော့သွေးသွေးယောဂါပါနိလန်တရှိချက်တွေအရကင်ဆာဖြစ်ပေါ်နိုင်တဲ့သေဆုံးလုံးဟာသွေးတွင်းဝင်နာတဲ့ပင်မှာသွေးပေါင်ချိန်ပုံမှန်ရှိသူတွေထက်နှစ်ဆကျော်မြင့်မားနေကြောင်းနောက်နှစ်အနည်း20မှာကင်ဆာကြောင့်သေဆုံးလုံးဟာသွေးတွင်းယောဂါဖြစ်တည်မှုနဲ့အချို့ညီများနေကြောင်းကိုပြပြထားပါတယ်ဒီနေရာမှာသွေးတွင်းကြောင့်ကင်ဆာဖြစ်ရလိမ့်မယ်လို့ဆိုလိုတာမျိုးထက် ဒီယောဂနှမျိုးဖြစ်ပေါ်ရတဲ့အကြောင်းရင်းစမြစ်ခြင်းတူနေတတ်တာကိုသတိပြုစေချင်ပါတယ်။ဥပမာအားဖြင့်အဝါလုံတဲ့လူတွေအရက်ဆွဲလန်းစွာတောက်တုံးတတ်တဲ့သူတွေစားအစားများတာတွေဒီလိုဟာတွေကဆိုရင်လူကိုတွေးတိုးစေနိုင်တယ်လို့ကင်ဆာကိုလည်းရစေနိုင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဓမ္မတက်ဖြစ်စေတာပါ။လေလာတရှိချက်အရာဆေးဝါးဒါမှမဟုတ်ဓာတုပစ္စည်းဓာတ်တွေနဲ့တမတဲမှုဖြစ်တဲ့သူတွေဟာဒီလိုအချင်းအရာမရှိသူတွေထက်ကင်ဆာပိုးမှုအဖြစ်လွယ်ကြောင်းကိုပြောကြားထားပါဗျ။ဥပမာ တားမြစ်ကိစ္စဖြစ်ပေါ်နှုန်းဟာဒီလိုဓမ္မတက်မှုရှိသူအမျိုးသမီးတွေမှာပုံမှန်ရှိသူတွေထက်30ရာခိုင်နှုန်းပိုမြင့်ကြောင်းစီးကြီးကိစ္စဖြစ်ပေါ်မှုနှုန်းအားဆိုရင်လည်းဒီလိုဓမ္မတက်မှုရှိတဲ့အမျိုးသားတွေမှာပုံမှန်ရှိသူတွေထက်40ရာခိုင်နှုန်းပိုမြင့်မားနေကြောင်းကိုထောက်ပြထားပါတယ်အခုပြပေးခဲ့တာကတော့ဘလူးလူတွေဟာကိစ္စယောဂကိုသတိထားရမလဲဆိုတာကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထောင်ပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။